ကဘာအမြင့်ဆုံးမိုးမျောတိုင်ကဘာအမြင့်ဆုံးမိုးမျောတိုင်ကတော့ UAE နိုင်ငံဒူဘိုင်းမြို့မှာတည်ရှိတဲ့ Burj Khalifa ဆိုတဲ့အဆောက်အအုံဖြစ်ပါတယ်အမြင့်ပေ2918ပေ828မီတာမြင့်မာပြီးအချက်ပေါင်း163ထပ်ပါဝင်ပါတယ်2009ခုနှစ်မှာစောက်လုပ်ပြီးစီးခဲ့ပြီး2010ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာတရားဝင် ဖွင့်လှစ်ခဲ့ပါတယ် ဆောက်လုပ်ပြီးစီးခဲ့တဲ့2009ခုနှစ်မှာပဲကမ္ဘာအမြင့်ဆုံးအဆောက်အအုံအဖြစ်စံချိန်တင်ခဲ့ပြီးဒီစံချိန်ကိုယနေ့အထိပဲအဆောက်အအုံကမှမချိုးဖြတ်နိုင်သေးပါဘူးမြေအောက်တစ်ထပ်အပါအဝင်အထက်ပေါင်း163တန်းရှိလာကြောင့်ကမ္ဘာပေါ်မှာအထက်အများဆုံးမိုးမျှော်ကြိုက်လည်းဖြစ်ပါတယ်ဒီမုံမြော်ကြရဲ့ဒီဇိုင်းကိုတော့ပင့်ကူနှင်းပန်းဆိုတဲ့ပန်းကနေရယူထားတာဖြစ်ပြီး လေတိုက်တန်ငလျင်တန်အစတဲ့တဘာဝဘေးအန္တရာယ်တွေကိုခံနိုင်ရှိအောင်အထူးခိုင်ခန့်တဲ့တမဏိပေါင်းတွေကွန်ကရစ်အုပ်မြစ်တွေအစင်မြင့်အင်ဂျင်နီယာနီးပညာတွေနဲ့ဆောက်လုပ်ထားတာဖြစ်ပါတယ်ဒီဆောက်ရမှာဆင်ကောင်ရေတသိန်းအလေးချိန်နဲ့ညီများတဲ့ကွန်ကရစ်ကုပမီတာ3သိန်း3000နဲ့အလူမီနီယံကို Elbert A380 လေးရင်၅စီးရဲ့အလေးချိန်နဲ့ညီမြအောင်အသုံးပြုခဲ့ပြီးအစအုံမျက်နှာစာကိုလက်ဖြတ်ချက်ဆင်ထားတဲ့အမှန်ပေါင်း16000ကျော်နဲ့ပြုလုပ်ထားပါတယ် မှန်ချက်တွေကိုအပူဓာန်ခံနိုင်ရှိအောင်အထူးပြုလုပ်ထားတယ်လို့သိရပြီးဒီမိုမျိုးအတိုက်ကြီးကိုစောက်လို့ရမှာကုန်ကြစည်အားဖြင့်အမေရိကန်ဒေါ်လာ1.5ဘီလီယံခန့်ကုန်ကြခဲ့တယ်လို့သိရပါတယ်စင်ခန်းလူနေတိုက်ခန်းတွေစားတောက်ဆိုင်တွေဟိုတယ်တွေနဲ့ရုံးခန်းနေရာတွေစတဲ့နေရာများစွာပါဝင်ပြီးတော့ဂျူပိုင်းမျိုးရဲ့စီးပွားရေးနဲ့ကမ္ဘာလက်ခီးသွားလုပ်ငန်းအတွက်အရေးပါတဲ့အဆောက်အအုံတစ်ခုဖြစ်ပါတယ် နေ့စဉ်ကဘာတဝန်းကခရီးသွားပေါင်းများစွာလဲသွားရောက်လဲပတ်လည်ရရှိပါတယ်။